လောကမှာလူတွေကြီးညိုလေးစားအထင်ကြီးအားကိုးစေတဲ့လူတရားမှာရှိရမယ့်ကိုယ်ရည်ကိုယ်စည်းခုနှစ်ချက်အကြောင်း ပြောပြချင်ပါတယ်။ပထမဆုံးနံပါတ်၁အချက်ကတော့ယုံကြည်မှုပါပဲ။ကိုယ့်ကိုယ်ကိုယုံကြည်အားကိုးရမယ်။ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားရဲ့ဖျားကိုလည်းအားကိုးရပါမယ်။ယုံကြည်တဲ့ယုံကြည်ထိုက်တဲ့အရာကိုလည်းယုံကြည်ရပါမယ်။ကိုယ့်ကိုယ်ကိုယုံကြည်အားကိုးရမယ်ဆိုတဲ့နေရာမှာ သူတစ်ပါးကိုယုံကြည်အားကိုးအားထားပြုကျင်တဲ့စိတ်ကိုအရင်ဆုံးဖယ်ရှားပြရပါမယ်။တချို့ကကိုယ့်ကိုယုံကြည်မှုပျောက်ဆုံးပြီးသူတစ်ပါးအပေါ်မှာမျက်စိမိတ်ပြီးယုံကြည်လိုက်ကြတာတွေရှိပါတယ်။အဲ့လိုယုံကြည်လိုက်ကြတဲ့အတွေ့မှားယွင်းသွားခဲ့ကြတာတွေကိုတန်ဝင်းချင်မှာမြင်မှုကြမှာဖြစ်ပါတယ်။လူတိုင်းလူတိုင်းမှာသူယုံကြည်ရာကိုးကွယ်ရာဘာသာတရားနဲ့ဖျားရှိပါတယ်။စိတ်ဓာတ်မွန်ကျက်လာတဲ့အခါ လောကဒဏ်နဲ့တွေ့ကြုံရင်ဆိုင်ရပြီးဘဝပြိုလဲသွားတဲ့အခါမှာယုံကြည်ကိုးကွယ်ရာဘာသာတရားနဲ့ဖះကလွယ်လို့ကိုးကွယ်ရာမရှိ ဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုဖះကိုယုံကြည်ပြီးကိုးဘာသာတရားကိုတန်ဖိုးထားလေးစားရပါမယ်။ယုံကြည်သင့်ယုံကြည်ထိုက်တာတွေကိုလည်းယုံကြည်ရမယ်ဆိုတာကတော့ကိုးဘာသာတရားရဲ့အဆုံးအမတွေကိုကောင်းကျိုးလိုလာတဲ့ပုံကိုယ်တွေကိုဘဝကိုကုညီမြင့်တင်ပေးသူတွေရဲ့စကားတွေအကြံဉာဏ်တွေကိုယုံကြည်ရမှာပဲဖြစ်ပါတယ်။ ဒုတိယအချက်ကတော့အချစ်စာရိတ်ကကောင်းရပါမယ်မကောင်းတာတွေမလုပ်ဘူးကောင်းတာတွေပဲလုပ်မယ်သူ့အသက်မတက်ဘူးသူများပြစ်စီမခိုးဘူးအောက်ထိုင်းသူရှိတဲ့မိမသားသမီးကိုမပြစ်မှားဘူးမကျူးလွန်ဘူးငွေရစေတော်အရာမှန်တယ်မြမတုံဆွဲဘူးရှောင်မယ်ကိုအကျိုးစီးပွားလုံငါလိမ့်မပြောဘူးမဟုတ်တာမလုပ်ဘူးမမှန်တာမပြောဘူးကိုကုံတိတ်ခါကိုတန်မိုးထားလေးစားခြင်းလိုပဲဖြစ်ပါတယ် တတိယအချက်ကတော့ပေးကမ်းခြင်းနဲ့စိတ်နဲ့အသက်ရှင်ခြင်းပဲဖြစ်ပါတယ်။ကျမတို့တွေတည်ဆုံသွားတဲ့အခါမှာဘာတစ်ခုမှယူမသွားနိုင်မှန်းကျမတို့တွေတေချာသိနေမှာတော့မသေးရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုစွန့်ကြဲပေးကမ်းမယ်။အခြားသောသူတွေနဲ့မျှဝေသုံးစွဲမယ်။ကိုယ်မှရှိတဲ့မေတ္တာစေတနာအချင်နာအပြုံးတွေကိုလူအသူတွေကိုမျှဝေပေးခြင်းပဲဖြစ်ပါတယ်။ဒီအရာကိုပဲပေးကမ်းခြင်းနဲ့စိတ်နဲ့သက်ရှင်ခြင်းလို့ခေါ်ပါတယ်။ စတုဒ္ဒအချက်ကတော့အကြအမည်ဘူးတုဒ္ဒများစူးစမ်းရခြင်းပဲဖြစ်ပါတယ်။လောကမှာသတင်းချက်လက်တွေကအရေးကြီးပါတယ်။ဘာမှမသိရင်ဘာမှမလုပ်တတ်ပါဘူး။တည်တည်တည်ထိုက်တဲ့ဘူးဒ္ဒတွေကိုသိအောင်စူးစမ်းမင်းမြတ်မယ်၊လေ့လာမယ်၊ဆွေးနွေးမယ်။အကြအမည်များတဲ့လူဟာလူဖွဲ့စည်းမှာအရေးပါတဲ့နေရာကိုအလိုလိုရလာပါတယ်။ဒါကြောင့်မလို့လေးချက်ဖြစ်တဲ့အကြအမည်ဘူးဒ္ဒရခြင်းရာလဲကျမတို့အတွက် အရေးကြီးသော အချက်တစ်ချက်ပါပဲ။ ငါးချက်ကတော့ဉာဏ်ပညာအမျှော်မြင်ရှိခြင်းပဲဖြစ်ပါတယ်အခြေအနေအချိန်ကာလပေါ်မူတည်ပြီးမှန်ကန်စွာစဉ်းစားတွေးခေါ်ရွေးချယ်ဆုံးဖြတ်တတ်တဲ့အသိပညာရှိရပါမယ်မိ쇠ကောင်းကိုရှာဖွေတတ်ရပါမယ်လူစိုးလူကောင်းခွဲခြားတတ်ပြီးလူကောင်းများနဲ့သာအတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ကြိုးစားရပါမယ်အကောင်အဆိုးကိုဝေဖန်ပိုင်းခြားနားလည်ပြီးလုံတဲ့နာကိုလုံရဲပြီးမလုံတဲ့နာကိုမလုံမိနိုင်အောင်ထိန်းချုပ်နိုင်စွာရှိရပါမယ်ခြေရာကတော့ဉာဏ်ပညာအမျှော်မြင်ရှိခြင်းရဲ့အကျိုးကျေးဇူးပါပဲ စတမအချက်ကတော့ရှက်တက်ခြင်းပဲဖြစ်ပါတယ်။မရှက်တက်ရင်ဘာမဆိုးလုပ်လို့ရပါတယ်။ကိုဘွားကိုထိခိုက်နစ်နာသွားစေနိုင်တဲ့အပြုအမူအပြောအဆိုအနေရထိုင်ဝစားစီမှုတွေကိုအရှက်တရားနဲ့ထိန်းလိမ့်နိုင်စွာရှိရပါမယ်။နောက်ဆုံးချက်ကတော့အကြောက်တရားပဲဖြစ်ပါတယ်။လူဆိုတာကြောက်တင်တာကြောက်ထိုက်တာတွေကိုကြောက်ရပါမယ်။ကိုကြောင့်ကိုမိသားစုဘွားပြက်မှာကြောက်ရပါမယ်။ဥပဒေစည်းမျဉ်းစည်းကမ်းတွေဖောက်ဖျက်ကျူးလွန်လို့ရရှိလာမယ့်အပြစ်ဒဏ်တွေကို ကြောက်ရပါမယ်။ပညာရှိသူတော်ကောင်းတွေပြစ်တင်ခဲ့ရမှာကိုကြောက်ရပါမယ်။အခုကျွန်မပြောပြလိုက်တဲ့အချက်ခွနဲ့ချက်နဲ့သာပြည့်စုံမယ်ဆိုရင်သင်ဟာလူလောကမှာအထင်ကြီး လေးစားအားကိုတန်ဖိုးထားခံရမယ်ပုံကိုဖြစ်မှာသိကြပါတယ်။အခုပြောပြလိုက်တဲ့အကြောင်းအရာတွေကတော့မြတ်ဗုဒ္ဓဟောကြားတဲ့သူတော်ကောင်းတရား9ပါးပဲဖြစ်ပါတယ်။ တငယ်ချင်းမိတ်ဆွေတွေအကျိုးရှိစေရန်လို့ငါရည်ရွယ်ပြီးကျမဖတ်ဘူးတဲ့ဆရာကောင်းတဲ့တခါတော့ဒုက္ခဆိုတာအခုတော့လဲလွမ်းစရာဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတချို့ကိုကောက်နှုတ်တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေ